အားလုံးပဲမင်္ဂလာပါများ Silent သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမီတို့ဖိုင်လေးတော့ဒုဒ္ဒဝရီမြေဘေးကအိမ်စက္ကလုံငလျင်တဲ့ကြောင့်ပျက်စီးသွားတဲ့မြေပြင်အခြေအနေများကိုရိုက်ကူးတင်ဆက်ထားတာတွေကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာအားလုံးလည်းဝင်ရောက်ကြည့်ရှုပြီးတော့ဆုတောင်းပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုလည်း Silent သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ီကနေ့2025ခုနှစ်အေဗီလ6ရက်နေ့ဖြစ်ပါတယ်ကျွန်တော်ခုရောက်နေတာတော့မန္တလေးတိုင်းဒေသကြီးပလိတ်မြို့မှာမန္တလေးတိုင်းဒေသကြီးပလိတ်မြို့မှာရှိတဲ့နော်စိတ်တရကြေးရွာဆိုတာရောက်နေပါတယ်အဲ့တော့မြေအလျင်တန်းကြောက်မြေကျွန်ကြပြီးတော့ဒါအိမ်နေပျက်စီးဆုံးမှုဖြစ်တာကိုကျွန်တော်လာရောက် လေ့လာတယ်ပေါ့နော်ဒါလူ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 ကွင်းစာမျက်နှာလေးမှာအင်ဂျီအလုံး30ကျော်လို့ပေါ်တယ်အခုလက်ရှိကျွန်တော်တို့မြင်တွေ့ရတဲ့ခါမှာအင်ဂျီ18လုံးနော်အော်လုံးဝကိုမြည်ပြီးအောက်ထဲကိုကျွန်ချသွားတဲ့အနေအထားမျိုးမြင်ရတယ်နောက်မှာတော့ဒါမြစ်ရှိတယ်အဲ့တော့မြစ်ကန်းတဲ့နီးတဲ့အတွက်ငလင်းတချို့ပေါ်မှာကျူချသွားတယ်နော်ဒါလက်ရှိမြေပြင်အနေအထားကိုကျွန်တော်နဲ့တူကြည့်လိုက်ရအောင်ဒီမှာရှိတဲ့လူတွေရဲ့ဒါအကူအညီမှုခက်ခဲမှုလိုအပ်တဲ့စောင့်ရှောက်မှုတွေကျွန်တော်တို့နဲ့အတူတူလိုက်ပါကြည့်ကြည့်လိုက်ရအောင်နော်ကဲအလုံးမကျွန်တော်ညီကောင်မတော်မတွေအခုမြင်တွေ့နေရတဲ့အတိုင်းပေါ့နော်ဒါဘေးကတော့ဒါလမ်းမကြီးလမ်းမကြီးကနေပြီးတော့ဒီမှာဘေးမှာရှိတဲ့အိမ်တွေ ိုးဘက်အဆုံဆုံးမှာရှိတဲ့အိန္ဒိယအစပေါ့နော်ဟိုမှာမြင်လမ်းမသိဘူးအဲအိန္ဒိယအစအားလုံးတော့အောက်ထဲကမြေအောက်ထဲကကျွန်ကျသွားတာအိန္ဒိယအလုံးလိုက်ကိုကျွန်ကျသွားတာနော်ဟိုမှာမြေကြီးတွေလုံးဝကိုကျွန်ကျသွားတာပါလုံးဝမြေသားတွေကွဲအပ်ပြီးတော့ကျွန်ကျသွားတာနော်အိုးနောက်မှကြည့်အဲအမအိန္ဒိယဒီမှာကျွန်ကျသွားတာအများကြီးပဲစုစုပေါင်းအင်ဂျီ18လုံးလို့ပြောပါတယ်ခင်ဗျ လူမှုကစားရေးအဖွဲ့တွေလည်းရောက်ရောက်နေကြပါပြီသူတို့ရဲ့လိုအပ်တဲ့အစားအစာတွေစောင့်နေလိုအပ်တာတွေကိုလည်းလာရောက်ကူညီကယ်ဆယ်နေတယ်လို့လည်းကျွန်တော်တို့ကမြင်ခဲ့ပါတယ်ဒီထက်ပိုပြီးတော့ကူညီမှုကယ်ဆယ်မှုတွေလိုအပ်ပါတယ်နော်အိမ်ပြောတဲ့ချင်းကျတော့ဦးလေးဘာမှရှိနေလဲကျွန်တော်ကဒီမှာမရှိဘူးကျွန်တော်မြင်းနယ်ပဲဆိုင်ရသွားပြန်နေတာကံကောင်းတာဗောနော်ဟုတ်တယ်လုံးလိုက်ကျွန်းညာနောက်ကမြစ်ကဘာမြစ်လဲဒုထဝတိမြစ်ဒုထဝတိမြစ်အဲဆိုဒုထဝတိမြစ်ကမ်းပေးရအိမ်ကြီးပြောတော့ဗော ုဆုံးဆုံးမရှိလားရှိတယ်ကြာဒီကျွန်တော်ရိုးအိမ်ကကြာတော့၃ယောက်ဩကျွန်တော်ပါလို့ခေါ်ပြီးပြီဟာဒါလေးတရားနဲ့ဟိုဒီမှာလေး၃၀နှစ်တရားဩအမှအကြီးဆုံးအမျိုးကြီး၅၀နှစ်တရား၃ယောက်အကုန်ဘယ်ဘယ်အိမ်လာဆုံးတော့လဲဒီမှာတော့ဒီလိုမျိုးအကြောင်းဆိုရင်တော့အိမ်ဆုံးဆုံးမှုက25ယောက်25အိမ်ဆုံးဆုံးမှုရှိတော့ဩအဲ့ဆိုတော့ဒီဆုံးတာကဒီအစ်စ်ဆုံးတင်တာဆုံးဆုံးတာကျွန်တော်တို့တိုင်နေရှိဩဒီအိမ်တိုင်မဲ့ဆုံးချင်တာပေါ့ဩဟိုဘက်အဲ့ဒါတော့ဟိုဘက်ဆီတိုက်တိုင်ကလမ်းနဲ့ရောက်တော့ဒီဆို ပျက်စီးမှုတွေရတာနော်မျက်လုံးထဲတော့မြင်ရင်းနေစရာကြီးပါပြူကြတော့တဲ့မြေသားအိမ်အလုံးလိုက်မြေအောက်ကိုကျုံကြတော့တာနော်ဘလောက်တောင်ရင်နာဖို့ကောင်းတယ်လေအိမ်ဒီအလုံးလိုက်မြေရောက်တဲ့ကိုကျုံကြတော့တာအိမ်ကဘလောက်နေတော့လဲ၈ပြလောက်ကျတယ်ဒီမှာဖေဟာ ရှင်းပြီရှင်းပြီလားကြည့်ကျွန်တော်ရှင်းပြီဘယ်ကမလဲဗျာတကယ်လမ်းနဲ့အညီချင်းတူတယ်ပြောစိတ်တရကြေးရွာဖြစ်ပါတယ်အင်ဂျင်25လုံး mì áo của sáng bị lau thì chung với nó là thắp bị biểu trang này này là là gì đi Hãy subscribe cho kênh Ghiền Mì Gõ Để không

大家见了这两下，都是老油条了。